ဒီနေ့မှာခိုင်ကျော်ကစက်တုံမျိုးနဲ့ပတ်သက်ပြီးတော့ဒါသွေးတိုးယောဂါကိုကုသပေးနိုင်တဲ့အကြောင်းကိုပြောပြအောင်မယ်။အဲ့တော့အဲသွေးတိုးရှိတဲ့သူတွေအနေနဲ့ပေါ့နော်။ကစက်တုံမျိုးစားပေးမယ်ဆိုရင်တစ်ဖက်တစ်လမ်းကသူကကစက်တုံမျိုးကကာဝယ်ပေးတယ်။ခုလည်းကုသပေးတယ်ပေါ့နော်။သွေးတိုးကိုသူကပို့ပြီးတော့ထိရောက်စွာကြာကြာစင်းစီတာပါတဲ့။အဲ့ဒီသွေးတိုးကြာစင်းနေတွဲပြီးတော့ဟိုစားမယ်ဆိုရင်ပေါ့နော်။ဒါအဲ့တော့တစ်ဖက်ကပြန်ပြီးသတိချအောင်မှာသွေးကြတတ်တဲ့သူတွေအဲ့တော့သူတို့တွေအနေနဲ့နော်ဟိုတေချာသတိချအောင်မယ်ကစက်တုံမျိုးစားမယ်ဆိုရင်သွေးပေါင်တွေပါကြာသွားမယ်။အဲ့တော့အဲ့ဒါကတော့သတိချအောင်မယ်။အဲ့တော့သွေးကြစီတွေကိုစားသုံးနေပြီမယ်လေ။ ချို့တွေမှာကြတော့တိတိယောက်သွေးမကြတဲ့သူတွေရှိရဲ့အဲ့တော့သူတို့တွေအနေနဲ့စက်တုံမြူကျွေးလိုက်မယ်ဆိုရင်အထောက်အကူပြုတယ်ဆိုတဲ့အကြောင်းကိုဒီလူနာအယောက်90မှာစမ်းသပ်မှုပြုလုပ်တဲ့အခါမှာတွေ့ခဲ့တာတဲ့အဲ့တော့တနေ့မှာစက်တုံမြူ4000စားသုံးတဲ့သူတွေနောက်ပြီးတော့မစားသုံးတဲ့လူတွေနဲ့နှိုင်းရှင်တဲ့အခါမှာမစားသုံးတဲ့လူတွေထက်ပိုပြီးတော့ထိရောက်စွာသွေးတိုးတွေကျတာကိုတွေ့ခဲ့တာပါတဲ့အဲ့တော့ဒါတော့ထပ်ပြီးတော့လဲသူတို့အနေနဲ့ပေါ့နော်သူတေသတာတော့ထပ်ထပ်လုပ်အောင်မယ်လို့လည်းပြောထားတယ်ပြီးတော့စက်တုံမြူပါဆိုလို့ရှိရင်နှလုံးကျန်းမာရေးအတွက်ကောင်းတယ်ဒါတော့အရင်ကသိပြီးသားအခုထပ်ပြီးတော့ဒါသွေးတိုးကျတာကိုထပ် ်သိရတာပေါ့နော်။သွေးကြဆီမတိုးတဲ့သွေးတိုးရောဂါတွေမှာဆိုလို့ရှိရင်အဲ့ဒီဟိုသူ့အနေနဲ့ပေါ့နော်ကြက်သွေးမျိုးတွဲဖက်ပြီးတော့စားလိုက်တဲ့အခါမှာသွေးတိုးကိုကျဆင်းစေရပါတဲ့။နောက်ပြီးတော့သွေးတိုးရောဂါတွေကိုတနေ့ကိုကြက်သွေးမျိုး၄ထောင်နှုန်းနဲ့ဆက်ဆက်ပတ်ကြအောင်တို့စားသုံးစေခဲ့တာပါတဲ့။အဲ့တော့ကြက်သွေးမျိုးစားသုံးစေတဲ့အုပ်စုကမစားသုံးတဲ့အုပ်စုတွေနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တို့မှာသွေးဖိအားကဒီ30 mm of မာဂျူရီခန့်ပေါ့နော်ပို့ပြီးတော့ယော့နေတာကိုတွေ့ရမှာပါတဲ့နောက်ပြီးတော့သွေးကြစီမတိုးတဲ့သွေးတို့ယောဂာတွေကဟိုသွေးတို့ကြရဲ့အကျိုးရှိရဲ့နောက်ဆေးဝါးတွေနဲ့တကယ်လို့ကိုယ်အနေနဲ့တွဲပြီးတော့ပေါ့နော်ဒီစက်သွုံပြူကိုစားတော့မယ်ဆိုလို့ရှိရင်တော့လေဆောင်ဝင်းအကြံပြုချက်တော့ရအောင်ရယူတတ်တယ်လို့ပြောထားတယ်ဘာလို့လဲဆိုတော့စက်သွုံပြူကဟိုသွေးကိုကျဲစေနိုင်တယ်နောက်ပြီးတော့တချို့ဆေးဝါးတွေနဲ့ကြတော့သူကဘာဖြစ်သွားလဲဆိုတော့ဓာတ်ပြူသွားတာတဲ့ဓာတ်ပြူသွားတဲ့အခါမှာဟိုကောင်းတဲ့ဟိုအကျိုးရတယ်တပြိုးကမကောင်းတဲ့အကျိုးဖြစ်သွားမယ်ဆိုလို့ရှိရင်တခြားကျမကြီးထိခိုက်မှာစိုးလို့ဆောင်ဝင်းမေးပါ လို့ပြောထားတာနောက်တစ်ခုကကြတော့အမျိုးမျိုးသောယောဂတွေအတွက်ဆေးဝါးအဖြစ်ဒီစက်သွန်ပြူကိုဒါလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကလေးကတုံးတာတော့ရှိခဲ့ပါတယ်တဲ့အဲ့တော့အခုဒီစက်သွန်ပြူကသူတို့ယောဂကြာစင်းစီရဲ့အကြောင်းကိုသိပ္ပံနီးကျသူတွေတနာရလက်တွေထပ်ပြီးတော့လုပ်အောင်မယ်ပို့ပြီးတော့လဲဒါပို့ပြီးထိရောက်မယ်လို့ထင်ပါတယ်လို့ပြောထားတယ်အဲ့တော့စက်သွန်ပြူကတော့ဟိုတော်တော်ဆွမ်းနေပြီကန်ဆာနဲ့ပတ်သက်ပြီးတော့လဲကာကွယ်ပေးရအောင်အများကြီးပဲအဲ့တော့စက်သွန်ပြူကလူတိုင်းစားရမယ်ဟုတ်တယ်ပြီးတော့လဲချောင်းနာတာလဲစက်သွန်ပြူစားရင်ကောင်းတယ်နော်ဟုတ်တယ်တကယ်ကောင်းတာအစမအခက်သက်ပြူမှာပြောပြီးတော့လဲ ရောင်းတာတော့လေတကယ်အဲ့တက်သူမျိုးမီးဖုတ်ပြီးစားအရန်တက်တာတော့တရက်ထဲနဲ့တက်တာပါအင်းဟုတ်ကဲ့မီးဖုတ်လိုက်ပြီးတော့စားမယ်ဆိုရင်တော့တိတ်အနံ့အဲ့လိုမရှိတော့ဘူးနော်အပြင်းတော့ ကဲအခုဇင်ပြောမယ့်အကြောင်းအရာဘာလဲဆိုတော့ဒီပေါ့နော်လေဖြတ်ဝေဒနာရင်းနဲ့ပတ်သက်ပြီးတော့ဒါလစ်လူမရှုတဲ့နဲ့လက္ခဏာလေးရှိတယ်အဲ့လက္ခဏာလေးသိထားမယ်ဆိုရင်ကိုကြိုပြီးတော့သိထားတော့ဒီလက္ခဏာလေးပေါ်ပြီးဆိုရင်တော့ဒါစိတ်ုံစိတ်ကံပြေးလို့ရတာပေါ့နော်ဒါဟိုအသက်အနည်းဆုံးရှုံးနေတယ်မဖြစ်ဘူးအဲ့မှာမှဒီလေဖြတ်တာနှမျိုးရှိတယ်အဲ့ဒါဘာကြီးလဲဆိုတော့ဒီအုံနောက်သွေးကြောပိတ်ပြီးတော့အုံနောက်ထဲမှာသွေးစီစဉ်မှုရော့ကျသွားတယ်ရော့ကျရင်ကနေဖြစ်တဲ့ဒီလေဖြတ်ဝေဒနာဒါပထမတစ်မျိုးနောက်တစ်မျိုးကကျတော့အုံနောက်သွေးကြောပေါက်ပြီးတော့ဖြစ်တဲ့လေဖြတ်ဝေဒနာဆိုပြီးတော့နှမျိုးရှိတယ်ဒီတော့သူ့ရဲ့ရှေ့ပြေးလက္ခဏာတွေအနည်း နဲ့ဆိုရင်ဒါကိုအနေနဲ့တတိထားဖို့အတွက်စင်ငင်မှုအတွက်ပေါ့နော်ရှိတယ်အဲ့ဒါတွေကဘာလဲဆိုတော့ဒီနှစ်ထပ်မြင်တာပေါ့နော်မျက်စိကအမြင်နှစ်ထပ်ဖြစ်နေတာဝေဝါးနေတာဒီတော့အဲ့လိုမျိုးနှစ်ထပ်မြင်တာဟုတ်တဲ့အဲလူတော်တော်များတော့ဒါစာဖတ်တာများလို့အဲ့ဒီအပြင်ပေါ့နော်တချို့ကြလည်းအရင်ပင်ပန်းပြီးမောပန်းလို့ဒီမျက်လုံးအမြင်နေဝါးပြီးတော့နှစ်ထပ်ဖြစ်နေတာလို့ထင်တာပေါ့နော်တကယ်တော့တဲ့ဒါပေါ့နော်ပြောရမယ်ဆိုရင်ဒီလိုမျိုးပုံပုံရိပ်နှစ်ထပ်မြင်တာကြတော့ပင်ပန်းယုံတက်တက်စာဖတ်ယုံတက်တက်မဟုတ်ပါဘူးတဲ့သူကအုံနောက်သွေးကြောပိတ်ဆို့ မှုဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒီမျက်စိထဲမှာအောက်ဆီဂျင်ရရှိမှုကလျော့ကျသွားပြီးတော့ဒီနှစ်ထပ်မြင်တဲ့အမြင်ဝေဝါးရတာဖြစ်လာတယ်ကျတော့ဒါလေဖြတ်ဖို့အတွက်ကိုရှေ့ပြီးအကျိုးလက္ခဏာအနေနဲ့ဖြစ်နေပြီဆိုတော့ဒါသတိထားတဲ့နေပေါ့နော်ဖြစ်ပြီဆိုရင်လည်းဒါကိုအနေနဲ့စေယုံစေခင်သွားရတော့မယ်နောက်တစ်ခုကဘာလဲဆိုတော့ ိမ်မောကြတဲ့အတွက်ကြောင့်တချို့ကဒီလက်မောင်းတွေထုံတွေထင်တာပေါ့နော်ကိုအိတ်ဝါတဲ့အိတ်တရေတမောအိတ်ပြီးတော့မှနိုးလာတဲ့အခါမျိုးမှာဆိုကိုရဲ့လက်မောင်းဒါမှမဟုတ်လေခြေထောက်တွေပေါ့နော်ထုံကျင်နေတာတချမ်းလုံးထုံနေတာပေါ့ဒါတချို့ကြောင့်လေခြေထောက်ကျင်နေဖိမိတာလို့ထင်နေတာတကယ်တော့အဲ့လိုမဟုတ်ဘူးတဲ့ကိုရဲ့လက်မောင်းကရုတ်တရက်ထုံကျင်တာနဲ့အားနေတာတို့ဒီလိုမျိုးပေါ့နော်ခန္ဓာကိုယ်တချမ်းအားနေတာမျိုးတွေပေါ့နော်ဒါမျိုးတွေခံစားပြီဆိုရင်တော့တဲ့ဆေးရုံဆေးကံအမြန်ဆုံးသွားပြတဲ့မှာတဲ့ဒါအုံနှောက်ရဲ့အနောက်ဘက်ကိုသွားတဲ့သွေးကြောတွေကသွေးစီးဆင်းမှုရော့ကျတဲ့အတွက်ကြောင့်ခန္ဓာကိုယ်တချမ်းထုံကျင်တာ ားတယ်အားနေတာအတိုင်းဖြစ်တာတဲ့ဒီတော့ဒီလိုမျိုးလက္ခဏာကလည်းကိုသိထားရမယ်သတိထားရမယ်နောက်ခန္ဓာကိုယ်ရိမ့်ရိုင်တာတချို့ခန္ဓာကိုယ်ရိမ့်ရိုင်တာကိုအားနေလို့ချွတ်ကြလဲပေါ့နော်ဟိုအရက်ကြောင့်မူဝေးရလို့ထင်တာတကယ်တော့မဟုတ်ဘူးတဲ့ဒါကိုအနေနဲ့ဒီဟိုခန္ဓာကိုယ်ကစတင်ပြီးရိမ့်ရိုင်မယ်နောက်ပြီးလမ်းကိုဖြောင်းဖြောင်းမရှောင်နိုင်ဘူးရုပ်တရက်မူဝေးနေရမျိုးဒါမျိုးတွေဆိုလဲဒါလေးဖြတ်ဝေဒနာရဲ့ဒါအကျိုးလက္ခဏာပဲပေါ့နော်နောက်ဒီ ကိုကစကားပြောတဲ့အခါမှာဆိုရင်လေစကားကိုရှာပြားမှထွက်သွားတဲ့စကားဟိုမှာဟိုစကားရဲ့အစနဲ့နောက်ပိုင်းကိုစဉ်းစားဖို့မေ့သွားတာမျိုးပြောတော့ပြောမယ်အဲ့စကားကြီးကမေ့သွားပြန်ပြီအဲ့လိုမျိုးအစအဆုံးမေ့နေတာမျိုးရှာလေးအာလေးဖြစ်လာတာမျိုးဒါမျိုးတွေကလေဒါလေးဖြတ်တဲ့လက္ခဏာပဲတဲ့အဲ့လိုမျိုးတွေဖြစ်လာပြီဆိုရင်တော့ဒါကိုအနေနဲ့ပေါ့နော်သတိထားရမယ်အထူးသဖြင့်သွေးတိုးဝေဒနာရှိတဲ့သူတွေပေါ့တချို့ကြောင့်လေဒီရှိပြေးလက္ခဏာမျိုးပြရတယ်တချို့ကြောင့်လေပေါ့နော်ခေါင်းလေးအရန်ကြိုက်တာမျိုးတွေဒါမျိုးသွေးလေးတာမျိုးတွေတချို့ကြောင့်လေဟိုအရန်ဟိုပေါ့နော်သွေးတိုးတာတွေပေါ့နော်အရန်ဟို pressure အမြဲတမ်းတက်နေကြဆိုတော့ချိုးချာလက္ခဏာမပြဘဲနဲ့အဲ့လိုချက်ချင်းဟိုတွေးဟိုလေဖြတ်ဝေဒနာဖြစ်သွားတာမျိုးဒါမျိုးဖြစ်တတ်တယ်ဒီအမြဲတမ်းလေတွေးတိုးသမားရှိတဲ့လူတွေနဲ့ဆရာဝန်ညွှန်ထားတဲ့ဒီဆေးကိုအမြဲတမ်းဟိုတောက်ပြရမယ်တိလားအမြဲတမ်းမပြတ်တောက်ပြရမယ်နို့ဆိုအဲ့ ွေးကြစီကပြတ်သွားလို့မရအောင်အမြဲတောက်ပြီးမှဒါကိုယ့်ရဲ့သွေးပေါင်ခြင်းထိန်းထားနိုင်မှာပေါ့နော်အဲ့ဒါလေးတတိပေးခြင်းနဲ့ဟုတ်တယ်နော်ပြီးတော့ဒီလိုမျိုးတောက်ပေးမှလည်းသွေးပေါင်ခြင်းကိုထိန်းထားနိုင်မှာမှန်တယ်ဒါပေမဲ့နောက်တစ်မျိုးကကြတော့လေဆရာမမညွန်ကြားပဲနဲ့သွေးတိုးရထင်ပြီးသွေးကြစီကိုမတောက်မိဘူးလေဒါအရေးကြီးတယ်နော်ဆရာနှလုံးသုံးလုံးတောက်ပါလိဟုတ်တယ်အဲ့ဒါကြောင့်မလို့ဒါဟိုမြတ်မြတ်တက်တော့ပေါ့နော်တကယ်တော့ဒီဆရာမမနဲ့တေချာတိုင်ပင်ပြီးတော့သူ့ရဲ့ညွန်ကြားချက်ပါမှစိတ်တောက်တာတော့အကောင်းဆုံးပဲနော် ကဲအဆုံးမှတ်နားလဲရအောင်နော်ထပ်မံပြီးတော့တင်ဆက်ပေးကြအကြောင်းအရာရှိပါသေးတယ်အခုတော့ခေတ်သစ်ပြုံမယ့်အစီအစဉ်ဒီမှာခဏလေးနားအောင်မယ်နော်